မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တောင်တကုံတရားရုံးတက်ဆွဲထားသောစစ်တပ်ကို89မမလောင်ချဖြင့်ပြစ်ခတ်တိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရန်ကုန်တိုင်းတကုံမျိုးသစ်တောင်ပိုင်းမြို့နယ်တရားရုံး၌တက်ဆွဲထားသောစစ်တပ်ကို109မမလောင်ချဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာထိရောက်စွာကြားရောက်ပောက်ကွဲမှုရှိခဲ့ကြောင်းရန်ကုန်အာမီ YA တပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ် ရှမန်နီဇွန်လ9ရက်နေ့ည10:35မိနစ်ကရန်ကုန်မြို့တောင်တကုံမြို့နယ်ရှိအကြံဖက်စစ်တပ်လက်အောက်ခံမြို့နယ်တရားရုံး၌တက်ဆွဲကလုံခြုံရေးယူပေးနေသောစစ်ကောင်စီတပ်သားများကို89မမလောင်ချပြင်း40မမဘုံသီးနှလုံးပြစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြစ်မှတ်ကိုထိရောက်စွာကြားရောက်ပောက်ကွဲမှုရှိခဲ့ကြောင်းသိရပါတယ်။ပြစ်မှတ်ကိုတဲ့တဲ့ကြတဲ့ထိရောက်မှုရှိခဲ့ပါတယ်။နောက်ဆက်တွဲထိခိုက်ဒေဆုံးပျက်စီးမှုကတော့ဆုံဆန်းနေတုန်းပါ။ရဲဘော်တွေအားလုံးဘေးကင်းပါတယ်ဟုရန်ကုန်အာမီ YA တပ်ဖွဲ့မှတာဝန်ရှိသူတအူးကသတင်းဌာနသို့ပြောကြားပါတယ်။အဆိုပါတိုက်ခိုက်မှုကိုရန်ကုန်အာမီ YA နဲ့အနောက်ပိုင်းခရိုင်ပကဖားတို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအကြံဖက်စစ်ကောင်စီနဲ့ပတ်သက်သောပြစ်မှတ်များကိုဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းအသိပေးထားပါတယ်။ တရင်ဌာနအနေဖြင့်တောင်တကုံမြို့နယ်မှာပြည်သူအချို့ကိုဆက်သွင်းမိမြန်ရာဖြစ်ခတ်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီးမှတ်ချက်မပေးလို့ပဲ တောင်တကုံနဲ့ည၈နာရီကျော်ပါကလမ်းပေါ်လူသူမရှိတော့ပဲအများစုသောပြည်သူများမှအပြင်းမထွက်ကြတော့ကြောင်းပြောဆိုပါရယ်ဆက်လက်ပြီးမြန်မာနိုင်ငံကို ILO Article 33ဖြင့်အရေးယူမည်ကိစ္စကလေးကစားတာမဟုတ်ရည်တရားမှုမရှိဆိုသောစစ်ကောင်စီ၏ထုတ်ပြန်ချက်အပေါ်မယုံကြည်ဟုကြက်ဖွတ်ဗဟိုအလုံးမှုဆောင်မောင်မြင့်ထုတ်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်မြန်မာနိုင်ငံကို ILO Article 33ဖြင့်အရေးယူမည်ကိစ္စကိုအကြံဖတ်စစ်ကောင်စီကတစုံတရာတရားမှုမရှိနိုင်ဆိုသောထုတ်ပြန်မှုအပေါ်မယုံကြည်ကြောင်း ကျန်းဖွတ်ဗဟိုအလုံးမှုဆောင်မောင်မြင့်မင်းကဲမဲဆန္ဒနဲ့ကစစ်တပ်လော်ဘီ Telegram Channel များမှာတဆင့်ဝေဖန်ပြောဆိုလိုက်ပါတယ်။ဇွန်လ9ရက်နေ့တွင်ဆွစ်ဇာလန်နိုင်ငံ ဂျနီဘာမြို့တွင်ပြုလုပ်ခဲ့သော133ကြိမ်မြောက်အပီပီဆိုင်ရာအလုသမားညီလာခံ ILC တွင်အလုသမားခွင့်ရေးနှင့်လူအခွင့်အရေးချိုးဖောက်နေသောမြန်မာစစ်ကောင်စီကို ILO Article 33အရပြင်းထန်သောတံခတ်ပိတ်ဆို့အရေးယူရန်ဆုံးဖြတ်ခဲ့ပြီးရင်းဆုံးဖြတ်ချက်အပေါ်မြန်မာနိုင်ငံအနေဖြင့်တက်ရောက်မှုမရှိနိုင်ကြောင်းစစ်ကောင်စီအလုသမားဝင်ကြီးဌာနကဇွန်လ6ရက်နေ့တွင်ကြေညာချက်ထုတ်ပြန်၍တုံ့ပြန်ခဲ့ပါသည်။ ILO Article 33ဖြင့်အရေးယူမှုသည် မြန်မာနိုင်ငံအပေါ်တက်ရောက်မှုမရှိနိုင်ဆိုသောစစ်ကောင်စီ၏ထုတ်ပြန်ချက်ကိုမယုံကြည်ကြောင်း ILO အရေးယူမှုကြောင့်တက်ရောက်မှုများသည်အနည်းနှင့်အများအနည်းနှင့်အမြန်ရောက်ရှိလာမည်ဖြစ်ကြောင်း ILO Article 33ဖြင့်အရေးယူမှုသည်ကလေးကစားတာမဟုတ်ကြောင်း၎င်းကဆိုပါရယ် ကျွန်တော်ကစစ်ကောင်စီတက်ရောက်မှုမရှိဆိုတော့ထုတ်ပြန်ချက်အဲ့ဒါကိုမယုံကြည်ဘူး။ဘာကြောင့်လဲဆိုတော့နိုင်ငံတကာယန္တရားတွေဆိုတာကနိုင်ငံတနိုင်ငံကို PR ပေးတော့မယ်ဆိုရင်မျက်စိတွေပိတ်တယ်၊နားတွေပိတ်တယ်၊ခြေတွေလက်တွေကိုကျိုးနဲ့တုပ်တယ်၊တုပ်ပြီးတော့အပိုင်လုပ်ပြီးဆိုတော့မှအဲ့ဒီနိုင်ငံကိုပြိုကွဲအောင်လုပ်တာ။အခုလဲကျွန်တော်တို့စပြီးတော့မှမျက်စိပိတ်နားပိတ်ကျိုးတုပ်စလုပ်နေပြီ။ကျွန်တော်တို့အပေါ်မှာတက်ရောက်မှုကရှိပါတယ်။အနည်းနဲ့အများလာမယ်၊အနည်းနဲ့အမြန်လာမယ်။ဖွင့်ဖွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ ILC အစည်းအဝေးကနေအခုလို Article 33အရအရေးယူမယ်ပြောတာကတော့ထေကြတယ်ကလေးကစားတာမဟုတ်ဘူးဟု ကျန့်ဖို့ဗဟုအလုံးမှုဆောင်မင်းကင်းမောင်မြင့်ကဆိုပါတယ် ILO ကမြန်မာနိုင်ငံကို1999ခုနှစ်နဲ့2000ခုနှစ်များကအာတီကယ်33ဖြင့်အရေးယူခဲ့မှုပြီးယင်းအချိန်ကဥရောပသမဂ္ဂမြန်မာနိုင်ငံအပေါ်ပေးအပ်ထားသော GSP Generalized Scheme of Preferences ကုံသွေးရေးဆိုင်ရာအခွန်သက်သာခွင့်အထူးအခွင့်အရေးရုပ်သိမ်းလိုက်တဲ့ဖြင့်အထည်ချုပ်အပါအဝင်ကုန်ကျန်းယူကုန်ကြောပေးလက်ခစားလုပ်ငန်း getting making packaging cmb လုပ်ငန်းများရက်ဆိုင်ကအလုတ်သမားတသိန်းနီးပါးအလုတ်လက်မဲ့ဖြစ်ခဲ့ရကြောင်း၎င်းကဆိုပါတယ် ilo ကပထမအကြိမ်အရေးယူခဲ့စဉ်ကပြည်တွင်းတွင်ငွေကြေးဖောင်းပွားမှုနှုန်းနည်းပြီးတည်ငြိမ်သောအခြေအနေတရက်ဖြစ်ခဲ့ကြောင်းလက်ရှိ ilo ကအရေးယူသည့်ဒုတိယအကြိမ်တွင်ငွေကြေးဖောင်းပွားမှုနှုန်းမြင့်မားပြီးကုန်ကျစရိတ်များအလုံးမြင့်မားနေသည့်ကာလဖြစ်ကြောင်း ထို့ကြောင့်တည်ရောက်မှုများတည်ကြပေါက်ရှိလာမည်ဖြစ်ကြောင်းလက်ရှိစစ်တပ်အနေနဲ့ ILO ၏စုံစမ်းရေးကော်မရှင်ကိုလက်ခံပူးပေါင်းဆောင်ရွက်ခဲ့တဲ့သည်ဟု၎င်းကဆက်လက်ပြောဆိုပါတယ်။ကျွန်တော်တို့ပြီးခဲ့တဲ့1999ခုနှစ်2009ခုနှစ်တုန်းကဖြစ်ခဲ့တဲ့ဖြစ်စဉ်တုန်းကလည်း Commission on Inquiry မြန်မာနိုင်ငံကိုလာမယ်ဆိုတာကိုငါတို့ပြည်တွင်းရေးကိုဝင်ရောက်မဆွတ်ဖက်နဲ့ဆိုတဲ့အနေနဲ့လက်မခံဘဲညင်းပယ်လိုက်တာ။အခုတက္ကသိုလ်2021ခုနှစ်2022ခုမှာဖြစ်ခဲ့တဲ့ကိစ္စမှလည်း Commission on Inquiry ဖွဲ့တယ်။ဖိလစ်ပိုင်ကဥက္ကဋ္ဌလုပ်ပြီးဖွဲ့တယ်လက်မခံ ဘူးဆိုပြီးညင်းပယ်လိုက်တယ်။ညင်းပယ်လိုက်တော့အခု resolution တွေချမှတ်တယ်။ကျွန်တော်တို့ကဘာပဲပြောပြောမတည့်အတူနေပေါ့။ Commission of Inquiry ကိုလက်ခံလိုက်တာနဲ့ကိုယ်နိုင်ငံအချုပ်အခြာအာဏာကိုထိခိုက်သွားတယ်လို့တော့မယုံကြည်ဘူး။သူတို့ကိုထိုက်တဲ့နဲ့လက်ခံမှုနဲ့ထိုက်တဲ့နဲ့ရှင်းပြမှုတွေလုပ်ခဲ့တဲ့နဲ့လို့ကျွန်တော်ကဒီလိုနားလိုက်တယ်။အခုဆိုလို့ရှိရင်လည်းခတ်တာက ILO ကိုရှင်းပြဖို့အခွင့်အရေးအားနေတယ်ဟု မင်းကင်းမောင်မြင့်ကပြောဆိုပါရယ်မြန်မာနိုင်ငံလုံးဆိုင်ရာအလုံသမားသက်မကများအဖွဲ့ချုပ် CDUM ဥက္ကဋ္ဌဦးမောင်မောင်ကမှစစ်ကောင်စီထံသို့နိုင်ငံချားငွေစီစဉ်မှုနှင့်လေရင်စီရယူနေသည့်ကိစ္စများကို ILO Article 33ဖြင့်ဖြတ်တောက်အရေးယူနိုင်ရေးကြိုးပမ်းမည်ဖြစ်ကြောင်းသတင်းဌာနနှင့်တွေ့ဆုံမေးမြန်းကမ်းတွင်ထုတ်ပေါ်ပြောဆိုထားပါရယ် ဆက်လက်ပြီးစစ်တင်နှန်းစင်ပြီးတရက်အကြာစစ်မှုရန်အပတ်စဉ်စက်တင်ဘာတပ်သားများကိုနိုင်ငံတော်ဝန်ရှိတန်းစစ်မြေပြင်များသို့စတင်ပို့ဆောင်တပ်သားတင်များဤဖုံးများအသိခံရပြီးမိသားစုများနှင့်အဆက်အသွယ်ပြတ်တောက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အကြံပေးစစ်ကောင်စီကစစ်မှုရန်အပတ်စဉ်စက်တင်နှန်းစင်တပ်သားများကိုမကွေ၊ရခိုင်၊စကိုင်း၊ကရင်ပြည်အပါအဝင်ရှိတန်းစစ်မြေပြင်များသို့စတင်ပို့ဆောင်ဖုံးများအသိခံရပြီးမိသားစုများနှင့်အဆက်အသွယ်ပြတ်တောက်သောကြောင့်စစ်မှုရန်အပတ်စဉ်စက်တင်နှန်းစင်တပ်သားတဲ့အချို့ဤမိသား စုဝင်များကသတင်းဌာနသို့ပြောဆိုပါရယ်ဇွန်လ6ရက်နေ့ရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်ရှိအမတ်တက်တန်းမြင့်လေးချင်းရေးတင်တန်းကြောင်းချိုးပြူတွင်စစ်မှုထမ်းအဖက်စင်စက်တိတင်တန်းဆင်ပွဲချင်းပါခဲ့ကြောင်းအဆိုပါတင်တန်းဆင်ပွဲအပြီးညပိုင်းတွင်တင်တန်းဆင်တပ်သားများကိုညပိုင်းပျော်ပွဲရှင်ပွဲလုပ်ပေးခဲ့ကြောင်းယင်းနောက်ဇွန်လ9ရက်နေ့ညနေပိုင်းမှစတင်၍စစ်မှုထမ်းတင်တန်းဆင်တပ်သားတွေများမိသားစုများနဲ့ဆက်သွယ်မရတော့ဘဲရှေ့တန်းသို့စတင်ပို့ဆောင်နေပြီဟုသိရကြောင်း ထပ်သားတစ်တချို့ဤမိသားစုဝင်များကပြောဆိုပါတယ်။ထင်းထန်းဆင်းပြီးတော့ညနေပိုင်းလောက်မှဖုံးဆက်တယ်။သူတို့ရှေ့တန်းသွားရမယ်။ ဘယ်ကိုပို့မယ်ဆိုတာတော့အကျိုးမပြောဘူးလို့ပြောတယ်။ဖုံးမဆက်ရင်လည်းစိတ်မပူနဲ့ပဲပြောတယ်။ဖုံးတွေကအသိခံရနိုင်တယ်။မင်းညက်နေလောက်တော့အဆက်အသွယ်မရတော့ဘူးဟုဒလမျိုးနယ်မှာစစ်မှုတဲ့အပတ်စဉ်စက်တစ်တင်နန်းစင်တပ်သားတဲ့တူဦးမိခင်တူကဆိုပါတယ်။တပ်သတင်းရင်းမြစ်တချို့ကောင်စစ်မှုတဲ့အပတ်စဉ်စက်တစ်တင်နန်းစင်တပ်သားများကိုမကွေးရခိုင်ဘက်ကိုစကိုင်းမွန်ပြည်နယ်ခရင်နီနယ်တနင်္သာရီစစ်မြေပြင်များသို့အ धिक ဦးစားပေးစေလို့မြည်ဟုသိရှိထားပြီး ုံမှန်အပြင်စစ်မှုရန်တင်နန်းစစ်များကိုအရေးပေါ်စစ်အင်အားဖြည့်တင်းရန်လိုအပ်သောရှီတန်းစစ်မြေပြင်များသို့အတိပေးခြင်းမရှိဘဲပို့ဆောင်လေးရှိကြောင်းပြောဆိုပါသည် ရှီရန်တို့စေလုခံရသောစစ်မှုရန်တင်းနှန်းဆင်းတက်သားများသည်တင်းနှန်းတက်ရောက်နေချိန်ရှီရန်တို့စေလွတ်ချိန်လမ်းခရီးတို့တွင်မိုဘိုင်းဖုန်းများတက်အရာရှိများကတိတ်စီလေရှိပြီးတာဝန်ထမ်းဆောင်မိနေရာရောက်မှပြန်ပေးကြောင်းအချို့သောတပ်များတွင်ပူလက်ကင်မိုဘိုင်းဖုန်းများကိုလုံးဝပြန်မပေးတော့ဘဲအပြီးတိတ်စီမှုများလည်းရှိကြောင်းသိရပါတယ်စစ်ကောင်စီကစစ်မှုရန်တင်းနှန်းဆင်းတက်သားတို့များအလုံးကို ရှေ့တန်းစစ်မြေပြင်သို့သာခွဲတန်းချစိတ်လွတ်ချင်းဖြစ်ပြီးနောက်တန်းလုံခြုံရေးအဖြစ်အသုံးပြုမှုနေပါကြောင်းလာစဉ်တင်တန်းဆင်းလာသောစစ်မှုတန်းတပ်သားတင်များအလုံးကိုထနိုင်ငံလုံးရှိရှေ့တန်းစစ်မြေပြင်များသို့သာခွဲတန်းဖြင့်တက်ရင်အလိုက်စိတ်လွတ်နေခြင်းဖြစ်ကြောင်းတပ်တရင်ရင်းမြစ်အချို့ထံမှသိရပါသည်ဆလဘီမန္တလေးမဟာမုနိဖရာကြီးပြုပြင်ဖို့ဒေါက်တာနိုင်ထွတ်အောင်မိသားစုကရွှေသုံးပိတ်သားနဲ့ကြက်သိန်း2600လှူဒန်း ဆက်လက်ပြီးမန္တလေးမဟာမုဏိဖရာကြီးပြုပြင်ဖို့ဒေါက်တာနိုင်ထွတ်အောင် မိသားစုကရွှေသုံးပိတ်တာနဲ့ချက်သိန်း2600တလူတန်းဒေါက်တာနိုင်ထွတ်အောင်ဟာ International Gateway ပိုင်ရှင်ဖြစ်ပြီးစစ်အုပ်စုအတွက်လက်နက်ပွဲစားလုပ်နေလို့အမေရိကန်ရဲ့ပိတ်ဆို့အရေးယူခံထားရသူဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ငလင်တန်ကြောင့်ဒီကိုက်ပြက်စီးမှုရှိခဲ့တဲ့မန္တလေးမြို့မဟာမုဏိဖရာကြီးပြုပြင်နိုင်ဖို့ဒေါက်တာနိုင်ထွတ်အောင်နဲ့ဒေါက်တာဝဝေရင်ကွန်းခိုရမိသားစုကရွှေသားသုံးပိတ်တာနဲ့ငွေကျပ်သိန်း2600 လှူဒန်းတယ်လို့မဟာမုဏိဘုရားကြီးဂောဘကအဖွဲ့ကဒီကနေ့စွန်လ9ရက်မှာတရင်ထုတ်ပြန်ပါတယ်မန္တလေးမြို့မဟာမုဏိဘုရားကြီးအားဒေါက်တာနိုင်ထွန်းအောင်ဒေါက်တာဝေဝေရဲ့ကွန်းခိုရမိသားစုမှရွှေသားသုံးဖိတ်သားအရှိဆောင်တိုင်းခပြက်ပြက်တက်နဲ့ကျောင်းတော်ကြီးတိုင်6တိုင်တိဆောက်ပြုပြင်ရန်အတွက်ကြက်သိန်း2600တောင်းရေးဆက်ချလှူဒန်းလို့မဟာမုဏိဂောဘကအဖွဲ့ကပြောပါတယ် အဲ့ဒီလူဒန်းငွေကိုစစ်အုပ်စုခန့်တိုင်းဝင်ကြီးချုပ်နဲ့ဂေါ်ပကအဖွဲ့ကလက်ခံရယူခဲ့တယ်လို့ဆိုပါတယ်။ဒေါက်တာနိုင်ထွတ်အောင်ဟာဒေါက်တာတန်းထွတ်အောင်ရဲ့ညီဖြစ်ပြီးရခင်ကမက်ကာအိုမာနေထိုင်ကမန္တလေးစာတီလို့ဖြစ်နေသူဖြစ်တယ်လို့နီးစပ်သူတချို့က MFP ကိုပြောပါတယ်။သူ့အဖေက1989-88ကမန္တလေးတစ်လုံကမန်နေဂျာလားညှို့မူလားမမှတ်မီသူတို့ကမန္တလေးစာတီလို့ဖြစ်နေတာမန္တလေးသားတပိုင်းပေါ်လို့နီးစပ်သူတအူကမှတ်ချက်ပြုပါတယ်။ဦးနိုင်ထွတ်အောင်ရဲ့ပင်မစီးပွားရေးလုပ်ငန်းဟာ International Gateways Group of Company Limited ဖြစ်ပြီးအာနာသိန်းစစ်အုပ်စုအတွက်လက်နက်ပွဲစားအဖြစ်လုပ်ကိုင်သူလည်းဖြစ်တယ်လို့တချို့ကဆိုပါတယ်။အာနာသိန်းစစ်အုပ်စုအတွက်လက်နက်ပွဲစားအဖြစ်လုပ်ကိုင်နေသူ၃ဦးဖြစ်တဲ့ International Gateways Group of Company Limited ပိုင်ရှင်ဦးနိုင်ထွန်းအောင်မြန်မာ Chemical Machinery Company ပိုင်ရှင်ဦးအောင်လိုင်ဦးစီးပွားရေးသမားဦးစစ်တိုင်းအောင်တို့၃ဦးအာနာသိန်းစစ်အုပ်စု၏တိုင်းမှုတွေဖြစ်တဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခ တိုင်းမှုဘိုးချုပ်ကိုကိုဦး နေပြည်တော်တိုင်းစစ်ဌာနချုပ်နောက်ပါတတိုင်းမှဘူချုပ်စော်ဟိနဲ့အမှတ်66အခြေခံတပ်မဌာနချုပ်တမခ66တို့ကိုဒဏ်ခတ်ပိတ်ဆို့အရေးယူကြောင်းအမေရိကန်နိုင်ငံက2022မတ်လမှာထုတ်ပြန်ထားပါတယ်